ားလုံးပဲမင်္ဂလာပါမြန်မာ ID and Knowledge Sharing YouTube Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်အခုဒီဗီဒီယိုလေးမှာဘာကြောင့်ပြောပြမလဲဆိုရင်ကျွန်တော်တို့မီဖုန်းနေမှာကျွန်တော်တို့ပါဝင်တဲ့မီဖုန်းနေမှာဒါတွေ့ရတဲ့ကျွန်တော် setting လေးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးမဆောက်ခင်ကျွန်တော် YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးပြီးတော့ဗီဒီယိုတစ်တင်တင်တိုင်းတရားဖို့ဗီနာ notification လေးကိုလည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ okay ကျွန်တော်တို့ တင်ဆောင်ကျွန်တော်မီ setting တဲ့ကိုကျွန်တော်သွားလိုက်မယ်ပေါ့နော်ကျွန်တော် setting တဲ့ကိုသွားလိုက်မယ်သွားပြီးရင်ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုရင်ကျွန်တော် diploma operation ဆိုတဲ့အကောင့်လေးကိုကျွန်တော်ဖွင့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ about phone ထဲကိုသွားမယ် about phone ထဲမှာမှာအနိုင် UI version ကိုကျွန်တော်စတိုက်မဖွင့်ရတဲ့လူတွေကတော့ကျွန်တော်ငါးချက်တော့ပေါ့နော်ဇတိုက်ငါးချက်တော့နှိပ်ပေးလိုက်ပါအဲဆိုရင် तू ကပွင့်သွားတယ်ပဲပေါ့နော်ကျွန်တော်ကဒီမှာဖွင့်ပြီးသားဆိုတော့ကျွန်တော်ကဖွင့်ချောင်မလိုတော့ဘူးကျွန်တော်ထွက်လိုက်မယ်ထွက်ပြီးရင်ကျွန်တော်ဒီမှာ additional setting ဆိုရဲထဲမှာကျွန်တော် diploma option ဆိုရဲအကောင့်လေးကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော် โอเคဝင်ပြီကျွန်တော်အောက်လေးကိုကျွန်တော်နည်းနည်းလေးဆွဲမယ်ပေါ့နော်အောက်လေးကိုဆွဲတာပါဆွဲပြီးတော့ဒီမှာကျွန်တော် window animation scale ဆိုရအကောင်လေးမှာကျွန်တော်တို့ကျွန်တော်5.5တောင်မှရင်0.5ပေါ့နော်0.5တောင်မှ1 1ထားခဲ့ပေါ့နော်ကျွန်တော်တော့5.5ထားတယ်တချို့ကြတော့အဲ့လိုမလုပ်သေးဘူးဆိုရင် animation ကို off လုပ်ရရပေါ့နော် off ဆိုရင်ကျွန်တော်လုံးဝကျွန်တော်တို့ animation တွေဟိုဟိုသာကျွန်တော်လာတော့မှာမဟုတ်ဘူးသူက software တော့ဝင်ကျွန်တော်တောင်းဝင်မယ်ဘာမှ animation တွေစောင့်နေတာမလို့ကျွန်တော်ဒီမှာ0.5ကျွန်တော်ထားတာဆိုတော့ပါတော့ပါတယ် animation ပါတော့ပါပေါ့နော်ပိတ်ထားလုံးဝပိတ်ထားတာမဟုတ်ပါတော့ပါတယ်ဒါပေမဲ့0.5စက္ကန့်လောက်ပေါ့နော်စက္ကန့်လောက်အဲ့လောက်ပဲသူကဟိုသာ animation လုပ်တော့မယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ recommend ပေးချင်တာကတော့0.5ထားပါလုံးဝ animation offline တောက်ခါကြရင်ကျွန်တော်တို့အသုံးပြုတာတမျိုးကြီးဖြစ်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော် animation မပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖုန်းကအရင် ဟိုဘာဖြစ်လို့ဖြစ်ပါမယ်မသိဘူး software ကဝင်လည်းအရင်ညံ့လုံးနေပါတော့โอเคကျွန်တော်တို့ adaptive launcher ဆိုတဲ့ software လေးတစ်ခုကျွန်တော်ပြန်ဝင်လိုက်မယ်โอเคဝင်ပြီးရင်ကျွန်တော်တို့ရိုက်ချမယ်ပေါ့နော်ရိုက်ချမှာကျွန်တော် boost boost charge ပေါ့နော် boost charge ဆိုပြီးတော့ကျွန်တော်တို့ထွက်လာပြီโอเคဒီမှာကျွန်တော် boost charge space ဆိုပြီးတော့ကျွန်တော်တို့ set query မှာပေါ်ရယ်ပေါ့နော် ဒီကျွန်တော် activity launcher ကိုကျွန်တော်ဒီမှာဘာလို့တောင်းလဲဆိုရင်တချို့ setting တွေတချို့ phone တွေမှာကျွန်တော်တချို့ setting တွေကိုကျွန်တော်မမြင်ရဘူးပေါ့နော်ကျွန်တော် phone ရဲ့ setting မှာမမြင်ရဘူးအဲလိုဟာတွေကိုကျွန်တော်ဒီ boost launcher ကကျွန်တော်ရှာပေးနိုင်တယ်ပေါ့နော် okay ကျွန်တော်ဒီမှာတွေ့ပြီတွေ့ပြီဆိုရင်ကျွန်တော် boost charging speed ဆိုတဲ့ကောင်းလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာကျွန်တော် boost charging speed အပေါ်ဆုံးကကောင်းလေးကိုပိတ်ထားရဆိုရင်ကျွန်တော်အခုဖွင့်လိုက်ပါပြီးရင်ဖွင့်ပြီးသွားရင်ကျွန်တော် battery level remainder ပေါ့နော်ဥပမာ ကျွန်တော်တို့ဘတ်ထရီရီမိန်ဒါကိုကျွန်တော်တို့20ပေးတာဆိုရင်ကျွန်တော်အား20ရောက်သွားတယ်ဖုန်းချခြင်းတွင်းလိုက်တာနဲ့သူက boost speed လုတ်ပေးရပေါ့နော် okay ကျွန်တော်ဒီမှာကျွန်တော်တော့ reminder ကို40%လုံထားတယ်ဘက်ထရီကို40%လုံထားတယ်ပြီးရင်ကျွန်တော် notify about boosting ဆိုတဲ့ကောင်းလေးကိုကျွန်တော်တို့ဖွင့်ထားပေးပါအဲ့တော့ကျွန်တော် notify ပညာတက်လာမှာပေါ့နော် okay ကျွန်တော် SOE လေးထည့်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီနေရာမှာ sense မှာကျွန်တော်ရိုက်ချမယ် main speaker ပေါ့နော်အဲ့လိုတော့မသိဘူးဆိုရင်လည်းကျွန်တော် speaker လို့တိုက်ချတယ်ကွာโอเคတော့အဲ့လိုရိုက်ချပြီးပါဆိုရင်ကျွန်တော်အောက်လေးမှာကျွန်တော် setting ဆိုတဲ့နေရာလေးမှာကျွန်တော်ပေါ်လာပေါ့နော်အဲ့ setting ထဲမှာမှာကျွန်တော် speaker setting adapter ဆိုတဲ့ကောင်လေးကိုကျွန်တော်အောက်ဆုံးကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်โอเคနှိပ်ပြီးရင်ကျွန်တော်ဒီမှာ clean speaker ပေါ့နော်ဒီကောင်လေးကဆိုရင်ကျွန်တော်ဖွင့်တဲ့ခါကျရင်သူကစက္ကတ်30စောက်ပေးရတယ်ပေါ့နော် အတန်လေးတစ်ခုတူထုတ်လုပ်ပေးလိုက်မယ်အဲ့ကောင်ကိုကျွန်တော်တို့ကစက္ကန့်30ထိုင်ဆောက်ပါမယ်အာစက္ကန့်30ထိုင်ဆောက်ပြီးသွားဆိုရင်သူ့အလိုလိုပြန်ပိတ်သွားမှာပေါ့နော်ပြီးတော့ဒီမှာသူပြောထားတာသူနှစ်ကြိမ်ပေါ့နော်နှစ်ကြိမ်ကနေငါးကြိမ်လောက်ဒီသူလောက်တင့်တယ်ပေါ့နော်နှစ်ကြိမ်လောက်လောက်တင့်တယ်လို့ကျွန်တော် recommend ပေးတင်တယ်ဒီကောင်ကိုကျွန်တော်နှစ်ဖွင့်လိုက်ပြီးစက္ကန့်30ဆောက်ပြီးတော့နောက်လက်တစ်ကြိမ်ဖွင့်လိုက်ဦးနည်းနည်းဆုံးနှစ်ကြိမ်ပေါ့နော်နှစ်ကြိမ်တော့လောက်လောက်တင့်တယ်ပြီးရင်သူကစက္ကန့်30ဆောက်ပြီးရင် auto ပိတ်တာပါဟိုကျွန်တော်တချက်ဖွင့်ကြမယ်ပေါ့နော် โอเคสักแค่30ปีเองตัวหลุโลเปลี่ยนไปว่ะบ่ကျွန်တော်တို့ setting ဟို security application တွေကိုကျွန်တော်တို့ဝင်မယ်ပေါ့နော်ဝင်ပြီးရင်ကျွန်တော်တို့ second ဟို security second ဆွဲကောင်လေးတွေကိုကျွန်တော်ဆက်ဝင်မယ်ဝင်ပြီးကျွန်တော်ညာဘက်တော့ setting icon လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ second before installing ဆိုတဲ့ကောင်လေးကိုကျွန်တော်တို့ပိတ်လိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ application install တင်းတိုင်းပေါ့နော် install တင်းတိုင်းကျွန်တော်တို့ second စတူရီစကံဖတ်တာအလုံးမလုံးတော့ဘောနော်ဒီကျွန်တော်တို့ setting ထဲကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ additional setting ဆိုတဲ့ account လေးကိုကျွန်တော်စောက်ဝင်မယ်ဝင်ပြီးတော့ full screen ဆိုတဲ့ account လေးကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီးတော့ဒီ MIUI ကျွန်တော်အခုဆိုရင်ကျွန်တော်တွဲတော့တင်ထားပါဗောဒါမဲ့ကျွန်တော် MIUI တန်းထဲကကျွန်တော်ဒီ future လေးကိုအသုံးပြုလို့ရတယ်ဒါမီဖုန်း တော်တော်များများမှာပါဝင်တဲ့ feature တွေပေါ့နော်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ button ပေါ့နော်ကျွန်တော်တို့ button နဲ့ထားလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ fuel supply display ပုံစံလေးထားလို့လည်းရ button ပြောက်ပြီးတော့ကျွန်တော်တို့ဥစားပေါ့နော်ကျွန်တော်တို့ banner ထွက်ရင်ကျွန်တော်ဘေးလေးကိုဆွဲလိုက်တော့ banner ထွက်မယ် home နဲ့ထွက်ရင်ကျွန်တော်တို့အပေါ်ကိုဆွဲလိုက်တာနဲ့ကျွန်တော်တို့ home ကိုရောက်သွားမယ်အဲ့လို feature လေးကျွန်တော်တို့ဒီ mi phone တွေမှာပဲကျွန်တော်တို့တွေ့တယ်တွေ့ရတယ်ပေါ့နော်အဲ့ feature လေးတစ်ခုပါအဲ့ဒါဆိုရင်ကျွန်တော်ဘာ cloud တွေမှာကျွန်တော်နှိပ်ဆက်မလို့ကျွန်တော်တို့ လလကူကိုကျွန်တော်အသုံးပြုလို့ရရပါတော့ပြီးကျွန်တော်အပေါ်လေးကိုကြာကြာကြီးကြာကြီးဖိလိုက်ရင်ကျွန်တော်တို့ဒီမှာကျွန်တော်အသုံးပြုခဲ့တဲ့ form တွေကိုအလွယ်တကူ application တွေကိုအလွယ်တကူဝင်ရောက်လို့ရရပါတော့